ထိုင်းနဲ့တရုတ်ဈေးကွက်ကိုအာကိုဘီရောင်းချနေတဲ့မြန်မာပြည်ရုပ်ဈေးကွက်ဟာရောင်းလူအားဝယ်လူအားမြင့်တက်နေပြီးမို့လူစိတ်ဝင်စားတဲ့ဈေးကွက်တစ်ခုရနေပါပြီ။ထိမ့်မနေတွေအမတ်တရနေတွေမှာကဘာကျော်ကတွန်းဆက်ကောင်ရုပ်တွေနဲ့တူကြိုင်ဆိုင်မှုကလည်းအားကောင်းလာနေပါတယ်။ဘဝဝင်ရုံ Monkey Mouse အယုတ်တွေလောက်ပဲရောင်းရပေမဲ့အခုနောက်ပိုင်းကတွန်းဆက်ကောင်တွေခစ်စားလာတာမို့အယောင်းဝယ်ပိုကောင်းလာတယ်လို့ New Modern Trend Shop ကမှတ်ဝေမှာထုံးကပြောပြပါဗျ။ ိုင်းနဲ့တရုတ်ထိတိုက်ရိုက်သွားယူသလိုလှမ်းမာတာလည်းရှိတယ်လို့ဆိုပါတယ်။ဈေးကွက်ဝယ်စုများဖို့အယုတ်ပစ္စည်းတစ်တွေနဲ့ဈေးနှုန်းတွေကိုမျက်ခြေမပြတ်လေ့လာနေပြီးနောက်ပိုင်းမှာတော့ကိုယ်ပိုင်တစိမ့်နဲ့ထုံနိုင်အောင်ကြိုးစားနေတယ်လို့ဆိုပါတယ်။ကောင်းပါတော့ဒီမှာတို့မျိုးသားမယုံလေးပေါ့နော်မိမိမဆိုတော့ဘုံမယုံလေးရဲ့အဲ့မှာတော့သက်ပလီယုံလေးရဲ့အဲ့လိုမျိုးတွေရောင်းလာတယ်ခုနောက်ပိုင်းကျတော့ကတ်တူးသက်ကောင်လေးလေးစစ်စားလာတဲ့ခါကျတော့ကတ်တူးယုံလေးရောင်းလာတယ်စက်ပလီယုံလေး တာပြောစံရယ်လေးအားလေးတော့သူ့လက်စီအုပ်ကြီးနေတာအကောင်ကြီးနေတာမှာတော့အမကယူရီးယားနေတယ်မှာလေကိုယ်လည်းတိုင်းတယ်လက်ရှိအချိန်နာကိုယ်လည်းကိုယ်လည်းတိုင်းတယ်ဒီတော့ပုံပုံဒီစိတ်နဲ့ပေါ့အနောက်ပိုင်းအလိုမျိုးတို့ကိုတို့ကိုစီစဉ်ရှိတာ။ရောမြင့်မြင့်ခင်ကမင်္ဂလာဈေးမှာအယုတ်တွေလက်ကားရောက်နေမြင့်မီသားစုစိုင်ပန်ရှင်မှာစက်နှစ်အသည့်အယောင်းဝင်မပြတ်ပေမဲ့ပွဲတော်ရက်တွေနေကြီးရက်ကြီးတွေမှာပူရောင်းရတာကြောင့် အရင်ကတည်းကဆိုင်ရင်အယုတ်တွေများများတင်သွင်းပြပြီးတရုတ်ကုန်တယ်ရီနဲ့လည်းအဆက်အသွယ်မပြတ်အောင်လှုပ်ထားရတယ်လို့ပြောပြပါဗျ။ရောင်းလာတော့ဆွနေရသေးလို့ရောင်းရပါတယ်ဒါပေမဲ့အဲ့လိုဒီလိုနေကြတော့အယုတ်သက်ဆောင်မလွတ်လပ်ရေးပွဲလေလေအယုတ်တင်သက်ဆောင်ပြီးတော့ဒီလိုချစ်သူများမင်းတို့ခရစ်မတ်ဒီနေ့ရတော့ပို့ရမှာကျုပ်သာတော့တရုတ်ပြည်အောင်ဆိုလဲပုံတယ်ဦးဒီနေ့လည်းမွေးထားရတာပေါ့ဘဝနဲ့ပို့တာနဲ့သူရတ ။အွန်လိုင်းကနေအယုတ်တွေကိုပုံတွေတင်ပြီးဝယ်ရှင်နေသူရှိရင်အိနာယာရောက်လိုက်ပို့ပေးနေသူကတော့ခင်သူစာထွန်းပါ။သူကိုယ်တိုင်းကလည်းအယုတ်တွေကိုသဘောကျလို့ soft drive ဆိုတဲ့ online အယုတ်ရောင်းတဲ့လုပ်ကိုစလုပ်ဖြစ်တယ်လို့ဆိုပါတယ်။လူသိမ့်မတိသေးတာနဲ့အယုတ်တွေကိုလက်ကားဆိုင်တွေမှာသွားဝယ်ရလို့အခက်အခဲတွေရှိတဲ့အကြောင်းကိုလည်းရှင်းပြပါရစေ။တော်တော်များများလို့တော့ကျွန်မကြောက်တာရပါတယ်။ဘာလို့လဲဆိုတော့ဒီမှာ online shop ပဲမျိုးမျိုးလည်းမလုပ် ေးလည်းပဲတိတ်မရှိသေးဘူး Facebook မှာဆိုရှင်လိုက်တဲ့အများကြီးကြောင်းတော့ပါပြီးတော့ invite တဲ့အများကြီးကြောင်းတော့ပါဟုတ်ပါဘူးအယုံရကအယုံကကြောင့်အဲ့ဒီဆန်တော်ထပ်ထွက်သွားရတော့အခက်ကြီးလို့ရှိရင်တော့ဆန်ရှင်နဲ့ပဲညီပြရတယ်ဖြစ်ပြပါလိမ့်ပြပေါ့ပြီးတော့ဟို site တွေကအစားစီမှုညာအစားစီတဲ့ကိုယ့်ဘက်ကကိုယ်လည်းပြီးတော့ customer တွေကိုပြန်ပြီးတော့စီမံရအောင်လည်းပြန်လုပ်ပြရတယ်ဒါတွေတော့အများကြီးရှိတယ်